အခုဖပြမယ်ဆောင်းပါလေးက1955မလာထုတ်သိတော့မယ်ကစင်းနေရရှူဂိုစလပ်ဒေါ်လာရေးဆိုရဲဆောင်းပါလေးပဲဖြစ်ပါတယ်ရေးပါတယ်လူကတော့စာရေးစာရေးဆရာစီးပွားရေးညင်ဖြစ်ပါတယ်ပကြိုင်ကင်ကညမနေငဟိုရှူဂိုစလပ်သမနာကြီးဂျိုဇက်ဘရော့စ်မာရှယ်တီတိုမိတ်ဆက်လာရောက်သွားတဲ့အခါယူဂိုစလာဗီးယားပြည်ကြောင်းဗမာတို့ကပို့ပြီးတော့ view ဆိုင်နောက်ပြီးတော့ဗမာနဲ့ Yugoslavia နဲ့တူတဲ့အချက်တွေရှိတော့ပိုစိတ်ဝင်စားစရာကောင်းလာတယ်။နံပါတ်၁က Yugoslavia တော်လှန်ရေးခေါင်းဆောင် Marshal Tito နဲ့ဗမာတော်လှန်ရေးခေါင်းဆောင်ပိုရောင်ဆန်းတို့တူညီကြသည်လို့လူတွေကပြောကြပါတယ်။နံပါတ်၂က Yugoslavia အမျိုးသားများနဲ့ဗမာအမျိုးသားများတော်လှန်ရေးစစ်တပ်များတူကြသည်လို့လည်းပြောကြပါတယ်။နံပါတ်၃က Yugoslavia ပြည်ရဲ့ ်သူကြီးက၁၈တန်းရှိပြီးတော့ပမာလူဥယေရတဲ့အဲ့ဒီတော့က၁၈တန်းရှိလာဖြစ်နောက်နိုင်ငံစလုံးကနိုင်ငံရာကြီးဝါဒမှာခြားနေဝါဒကိုလက်ကင်ထားပုံပါလေတူညီတယ်လို့ပြောဆိုကြပါတယ်ပြီးတော့မြန်မာနဲ့ယူဂိုစလာဗီးယားနိုင်ငံစလုံးကဆိုရှယ်လစ်နိုင်ငံနေဖြစ်နေမိမိနိုင်ငံတွေကိုတိဆောက်နေကြတယ်ဆိုတာအဲ့ဒါလေတူသွားတယ်အဲ့တခုရှိသေးတယ်ဒီတင်မကတာအားလဲဆိုတော့ မလ29ရက်နေ့ကမြန်မာဒီရဲ့ဖက်စစ်တော်လှန်ရေးနေ့ဖြစ်တဲ့နေ့ကယူဂိုစလားဗီးယားရဲ့ဖက်စစ်တော်လှန်ရေးနေ့လည်းဖြစ်တာကိုတွေ့ရတယ်။ So ဒါအန်ဝစီအလေးပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဇာကြီးဆရာစီဝါအီမင်ဦးကယူဂိုစလားဗီးယားတော်လှန်ရေးအကြောင်းနဲ့တမိုင်းကိုအခုလိုပြောပါယူဂိုစလာဗီးယားပြည်အားတဲ့မချိန်တည်တိုင်တိုင်နိုင်ငံခြားနိုင်ငံကြီးတွေကလွှမ်းမိုးခဲ့တာပြီးတော့နှစ်ချိန်စလုံးပဲသကောင်းတို့ရဲ့ဆွေးသက်တီကြောင့်စီးတို့ညှို့ဆာနဲ့ တော်ဟာအောင်းငင်းရလာဦးတွေ့ရတယ်တဲ့ so တူရကီကြီးစိုးတဲ့ချိန်နဲ့ဆလီယာစုနှစ်ကကဘာလေပိုင်းဖြစ်တဲ့အေရှောမိုင်းနာနဲ့ဥရောပအစီတောင်ပိုင်းတူရကီတို့ကြီးစိုးတဲ့အော်တိုမန်အင်ပါယာမှာဆိုပြီးတော့အဲ့အော်တိုမန်အင်ပါယာပေါ့နော်အဲ့ဒီသားတော်ဝိုင်းမှာရှိတဲ့နိုင်ငံတွေကိုသိမ်းပိုင်နေချိန်ရဲ့တူရကီကပေါ့အဲ့ဒါနဲ့ယူဂိုစလာဗီးယားပြည်နဲ့အခြားပြည်တွေကလည်း အော်တိုမန်အင်ပါယာလေးကိုကျသွားတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၈၀ခန့်တည်းကယူဂိုစလာဗီးယားပြည်မှာအခြေကျကတိုးတက်လာကြတယ်။တောင်ပိုင်းစလာဗ်လူမျိုးတွေအထရေချင်းချင်းမှုအုပ်ချုပ်ရေးတွေကိုခိုင်မာအုံညချပြီးတော့တိုးတက်စာပြုတ်နေတဲ့အချိန်ဖြစ်တယ်။အထောင်တုံးရှိစကူမှာတော့အော်တိုမန်အင်ပါယာကလည်းနေချေနေတူရီကဝင်ရောက်တိုက်တော့သက်ဆုံစံပြခုခံရတယ်။ဒါမဲ့လည်းအင်အားမမျှတဲ့အခါမှာ 1463မှာဘော့စနီးယားနေရချန်နဲ့ဟာဇီဂိုဗီနာနေကိုတူရကီကပြီးပိုင်သိမ်းပြီးအော်တိုမန်အင်ပါယာတွေကိုထိလိုက်ယူဂိုစလာဗီးယားရဲ့ရှေ့ရှေ့ပိုင်းပြည်နယ်တွေကြတော့တူရကီသိမ်းပိုက်တဲ့အချိန်မှာအီတလီပြည်ထဲမှာတတိတနန်းနဲ့ဖြစ်နေတဲ့ဗင်နစ်သမရနိုင်ငံ Republic of Venice ကယူဂိုစလာဗီးယားရဲ့နောက်ဖက်ကန်ယူလာကတဲ့ဒါမေရှာကန်ယူကိုသိမ်းပိုက်လိုက်တယ်။ကျန်တဲ့ယူဂိုစလာဗီးယား၊ဆလိုဗီးယားနဲ့ Croatia, Bosnia တခြားရော Austria နဲ့ Hungary လက်ထက်ကိုကြာသွားတယ်။ဒါနဲ့ Turkey, Venice, Austria, Hungary, Yugoslavia ပြည်ကိုခွဲပြီးတော့သိမ်းပိုက်ထားကြတယ်။အဲ့တော့ဘာလို့လဲဆိုတော့ Yugoslavia အမျိုးသားတွေက ကြောက်ကြစနစ်နဲ့တော်လှန်တိုက်ခိုက်ကြတယ်။အဲ့ဒီအချိန်မှာအဲ့ဒီနယ်ချဲ့သုံးနိုင်ငံက Yugoslavia တော်လှန်ရေးအင်အားတွေအုပ်ချုပ်တဲ့နေရာမှာ တောင်ပေါ်နေတစ်ခုဖြစ်တဲ့မွန်တနီဂရိုကြတော့သူတို့ဘယ်သူမှမသိနိုင်မယ့်အဖြစ်အဲ့ဒီတော့ ਨੇ ယူဂိုစလာဗ်တမျိုးတွေအားတွန်လာရေးစိတ်ဓာတ်နဲ့နှစ်ပေါင်း၄၀၀ကျော်တိုက်ခိုက်တွန်လာလာကြတယ်ဆစ်ချောက်ရာစုရောက်တဲ့အခါမှာဆိုတော့နှစ်ပေါင်း၄၀၀လောက်ကြာသွားတော့နော်ဆစ်ချောက်ရာစုရောက်တဲ့အခါမှာတူရကီစန့်ကြီးပျောက်ကြားတတ်တွေကတူရကီအားအများဆုံးဒုက္ခပေးပြီးအော်စထရီးယားနဲ့ဟန်ဂေရီလက်အောက်မှာရှိတဲ့ခရိုအေးရှားနဲ့ဆလိုဗီးနီးယားနေရီမှာလည်း Matilda Cubex ဆိုတဲ့ဆရာဆန်ကဲ့သို့သောဟိုလေသမားတော်နေခေါင်းဆောင်ကြီးတူကခေါင်းဆောင်ပြီးတော့တောင်သူလေသမားတဘုံကြီးပေါ်လာပြီးပထမဦးဆုံးနေချေအောင်ကနေပြီးတော့တောင်းလံပုံကံကြအဲ့ဒီနေချေလက်အောက်ရရောက်နေဒီမှာပဲယူဂိုစလာဗီးယားအမျိုးသားတွေကရာဇဝတ်မှာ စာတင်ရလောက်အချိန်20လောက်တော်တန်ကြနေလို့ပြောလိုက်။ Now you was like type way. So စကူရရတယ်မဟုတ်နော်။ ဖောက်ခွေအစနခုနဲ့မှာ Yugoslav တော်လိုင်းသမားတွေကအတင်းထန်စီးယုံပြီးတော့ Turkey လက်အောက်ကလူယုံတိုက်ခိုက်ပြီးတွေ့တဲ့ရေးတပ်ဖွဲ့စင်ခဲ့တယ်။တချိန်တည်းမှာပဲ Austria နဲ့ Hungary တို့လည်းတော်လှန်တိုက်ခိုက်တာ1914ဖြစ်ခဲ့တဲ့ပထမကမ္ဘာစစ်ကြီးတွင်နေချေတွေကိုအပြီးပိုင်းတိုက်ထုတ်လိုက်ကြတယ်။ပထမကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာ Yugoslav ပြည်ကလုံးဝလွတ်တဲ့နိုင်ငံဖြစ်ကိုရောက်ပြီး1919နှစ်မှာ Slavia, Croatia, Slovenia တို့ပေါင်းပြီးတော့ပထမအုပ်ဆုံးပြည်အုပ်စိုးတဲ့နိုင်ငံဖြစ်ထူထောင်လိုက်ကြတယ်။ နောက်အချို့ရေးစနေဟောင်းရင်အဝေးတဲ့အဲ့လိုတဲ့ Yugoslavia ဘင်းနိုင်ငံဖြစ်တဲ့ရောက်တဲ့စကားပထမကဘာစစ်နဲ့ဒုတိယကဘာစစ်အတွင်းနှစ်ပေါင်း20ကျော်အတွင်းမှာ Yugoslavia ပြည်ဟာဘင်းအချို့ရေးစနေဟောင်းပြင်းနေမှုအဂရီလိုက်စားမှုအခွင့်ရေးခွဲခြားမှုစတဲ့အနေနဲ့ရင်ဆိုင်ပြီးအမြဲတမ်းလူလူတိုင်းတီးရအမြဲတမ်းသူတို့တွေကိုစနာပြနေကြတယ်။တောင်သူတွေသမားတွေအလို့သမားတွေចောင်းသားတွေကအမြဲတမ်း ယူဂိုစလာဗီးယားမျိုးသားတွေကစီယုံပြီးတော့တော်နိုင်ရေးအုပ်စုတွေပေါ်လာခဲ့ကြတယ်။ဒါနဲ့မလာ29ရက်နေ့ကိုရောက်လာတယ်။ဒုတိယကမ္ဘာစစ်အတွင်းထောင်ခွာလေးဆက်တခုနဲ့မလာ25ရက်နေ့မှာအုပ်ချုပ်ရေးညံ့လာတဲ့ယူဂိုစလာဗီးယားပြည်နယ်ဆိုရာဖက်စစ်နိုင်ငံတွေဖြစ်တဲ့ဂျာမန်အီတလီဂျပန်စတဲ့ဝင်ယူရိုသုံးနိုင်ငံနဲ့မဟာမိတ်စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်တာ ယူဂိုစလာဗ်မျိုးသားတို့ကမိမိတည်ရန်စာကိုမိမိထိုးလိုက်တဲ့ကဲတို့ဘီယန်စီအစိုးရရဲ့ပြုံမှုကိုမချေနှက်ကြတဲ့အခါပါဖက်စစ်လက်အောက်မှာဒူးထောက်အညံ့ဟန်နဖာချိုဆွဲခံခြင်းထက်ခုခံတော်တိုင်းအသေးခံကြမယ်ဆိုပြီးတော့တာတိထိုင်ချပြီးတော်တိုင်းအင်အားစုဘုံမို့စီးယုံကြတယ်အဲ့တော့လက်မရေးထိုးစားကြပြီးနှစ်ရက်ကမလ29ရက်နေ့မှာဝင်းယူရိုနိုင်ငံညာနဲ့ယူဂိုစလာဗ်ဘီယန်အစိုးရစာချုပ်ချုပ်တဲ့ရှင်ကိုကန့်ဝက်စန္ဒပြတဲ့အနေနဲ့ တတိုင်းပြည်လုံးအိုးအိုးကြွတ်ကြွတ်စန္ဒထပြကြရတယ်။အဲ့ဒါမဲ့မလန်မစိုက်ခွန်ရည်နေရယူဂိုစလဗ်ပြည်သူတွေရဲ့အုပ်ချုပ်ရေးစနစ်ဟောင်းနဲ့ဖက်စစ်နိုင်ငံတို့အားတော်လှန်ရေးနေကြီးဖြစ်လာတယ်။အဲ့လိုယူဂိုစလဗ်အမျိုးသားတို့စီးအုပ်တာတွေခါတော်လှန်ရေးအင်အားစုနဲ့ရုတ်တရက်တော်လှန်ရေးစန္ဒပြလိုက်တဲ့ခါဝေယိုဒန်ဖက်စစ်နိုင်ငံကောင်းဆောင်ဟစ်တလာကရုရှားပြည်မော်စကိုအထိစောင်းရသည်မကုံမိကိုတိမ်ဖို့မူလရွေထားတဲ့အကြံစီကိုဖျက်ပြီးတော့ ယူဂိုစလာဗီးယားပြည်ပကိုမြားဥလှည့်ပြီးစတင်မိန်နေတော့ဧပြီလ16ရက်နေ့တနင်္ဂနွေနေ့မှာစစ်ကြေညာရေးမပြုတ်ဘဲနဲ့ဂျာမန်တို့ကယူဂိုစလာဗီးယားပြည်ကိုဝင်တိုက်တယ်။ယူဂိုစလာဗီးယားမြို့တော်ဘဲလ်ဂရိတ်ကိုလေကြောင်းမှအလစ်ဝင်ရောက်တိုက်ခဲ့တာမသိနာမလဲတဲ့ဘဲလ်ဂရိတ်မြို့သူနှစ်ပေါင်း၅တောင်တော့ပြေးသွားကြတယ်။အဲ့တော့ဂျာမန်အလစ်တိုက်ခိုက်ပြီးတော့နေချေဟောင်းဟန်ဂေရီနဲ့ပေါင်းကချီတက်လာတာယူဂိုစလာဗီးယားတမရောကမရောဟာ ကျေးစားတက်ပြီးပြီးကောင်းမွန်စွာပဲမခုခံနိုင်ပဲမကြမီယူဂိုစလာဗီးယားပြည်တစ်ခုလုံးဖက်စစ်ဂျာမန်လက်အောက်သို့ရောက်သွားပြီးဘရင်အစိုးရနဲ့မာလဲပြည်သူတွေကပြစ်ထားပြီးနိုင်ငံခြားကိုထွက်ပြေးပြင်းရှောင်ဖက်ကြီးတင်းရှောင်ပေါ်တော့ now မာရှယ်တီတိုခေါင်းဆောင်ယူအဲ့ဒီလိုအမိမဲ့ပါရေနေငါတို့ဖြစ်နေတဲ့အချိန်မှာမာလီယာပြည်တို့ခေါင်းဆောင်နိုင်ငံပျောက်ကြားတဲ့တွေက အရင်ကစီစဉ်ထားတဲ့အတိုင်းပဲရရှိရလက်နေပြန်တဲ့ဖက်စစ်တို့ခုကတိုက်ခိုက်တော်လန်ကြတော့တယ်။1940ခုနှစ်မှာဂိုမီမာပင်ရန်သူတွေကိုတိုက်ခိုက်လူယူရမှာရတဲ့ခင်မီလက်နေပြန်တဲ့ယူဂိုစလာဗီးယားတော်ထန်ရေးပျောက်ကြရာလူပေါင်း၄000တောင်ရှိတာဒေါ်လာရင်းအောင်ငင်းခဏဒီမှာမာရှယ်တီတို့ရဲ့1944ခုနှစ်မှာဒေါ်လာရင်းတတစုစုပေါင်းမှာ၄ဘိန်းသာတိုးတက်လာတော့တယ် ဖောက်ခွက်45ခုဖက်စစ်တော်တန်ရေးပြောက်ကြားတက်အမျိုးသားလူမျိုးရေးတမတော်ဖြစ်ပြောင်းလဲတဲ့အချိန်မှာတသားရှစ်သိန်းအထိတိုးတက်လာရဲ့ယူဂိုစလာဗီးယားပြည်ဟာဖက်စစ်တဲ့အမှားဆုံးနိုင်ငံလို့ပြောပါတယ်သူကြီးကမှစစ်တွေမှာဖက်စစ်တော်တန်ရေးအချိန်၌ပီတိုခေါင်းဆောင်နဲ့ယူဂိုစလာဗီးတော်တန်ရေးပြောက်ကြားတက်များရဲ့လက်ချက်နဲ့ဖက်စစ်နေချေတသားပေါင်း9သိန်းခန့်ကြာဆုံးပြီး6သိန်းကျော်ကိုသုံးပန်းထိဖမ်းဆီးခဲ့တယ် ကမ္ဘာနိုင်ငံပေါင်းစုံရဲ့ဖက်စစ်ဒေါ်လာဟင်းမှာယူဂိုစလားဗီးယားရဲ့ဖက်စစ်ဒေါ်လာဟင်းဒီအထည်အနာဆုံးဖြစ်တဲ့အပြင်ဥရောပအင်္ဂလန်အမေရိကန်နယူးဇီလန်နဲ့အော်စတြေးလျပြည်များထက်ဒုတိယကမ္ဘာစစ်အတွင်းမှာကြာဆုံးတဲ့စစ်သားဥယျာဉ်ကလည်းယူဂိုစလားဗီးယားအများဆုံးဖြစ်တယ်အင်္ဂလိပ်အမေရိကန်ပြင်သစ်မဟာမိတ်များရဲ့အကြဆုံးအများဆုံးဆိုတော့မှပြင်သစ်မှာဆိုရင် စစ်သား6သိန်း3000ငါတောင်ကြာဆုံးခဲ့တော့လေယူဂိုစလာဗီးယားမှာတော့တဖန်ခုနှစ်သိန်း6000ယောက်ညတည်ကြည်ကြာဆုံးခဲ့ရတယ်တုတ်တိဒုတိယကမ္ဘာစစ်မှာခြားနိုင်ငံများကြာဆုံးတာထက်ထက်ဝက်မှပိုပြီးယူဂိုစလာဗီးတို့ကြာဆုံးခဲ့ရတယ်ကြောက်ကြတိုင်းနီစစ်စင်ကြီးအဲ့ဒီတို့ဖက်စစ်ဒေါ်လာရင်းပြူရင်ယူဂိုစလာဗီးယားရာဒုတိယကမ္ဘာစစ်အတွင်း1943ခုနှစ်နိုဝင်ဘာလ 29ရက်နေ့မှာရှေ့ဒီအစိုးရကိုဖွဲ့လိုက်ပြီး1945ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာဖက်စစ်တိုလက်အောက်ကနေပြီးတော့လုံးဝလက်မြောက်တဲ့အချိန်မှာယူဂိုစလာဗီးယားဒီလုံးကျွတ်ကြီးတာကိုချစ်ပါပြီးထို29ရက်နေ့မှာလည်းပြည်နယ်6နယ်ပါဝင်တဲ့ယူဂိုစလာဗီးယားပြည်ထောင်စုအမှန်တရားနိုင်ငံကိုတည်ထောင်ပေးကြတယ်နာမလန်မဆက်ခွန်ရနေရလေကမာဒီဖက်စစ်တော်လည်းဟိအထိမ်းမှဖြစ်တယ်လို့ယူဂိုစလာဗီးယားရဲ့အမျိုးသားအိုချိုအစ်စနေဟောင်း နဲ့ဖက်စစ်ဒေါ်လာရေကိုတပြိုင်နက်တည်းဒေါ်လာနဲ့ယူဂိုစလာဗ်တမရနိုင်ငံရဲ့အုတ်မြစ်ရှာနေကြီးလေဖြစ်ပေတယ်။စာရနေရာဒီမှာပဲပြီးပါလိမ့်။ဟာစာရည်သူစီဝါရေးမြင့်ဦး